ားလုံးမင်္ဂလာပါရေဝရှမ်းလေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်15ရက်နေ့ဒီကနေ့မှာတော့ကျွန်တော်ရဲ့မိဘနဲ့ကျွန်တော်ညီကိုမောင်မတော်တို့အကြဖက်စစ်ခွေးတက်ကတရင်တရင်လုံးအလေးဝင်လိုက်တဲ့ဆိုတဲ့သတင်းတင်ပြပေးမှာပါဒီစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အရခမြေပြင်ကြောက်ဖြူမှာဆိုတော့ jewelry aa ရဲ့ထိုးစစ်ကိုမခုခံနိုင်တော့လို့လား ဒါမှမဟုတ်အခြားအကြောင်းအရာရှိနေလားဆိုတာကိုကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်တယ်ဗျစိတ်ဝင်စားစရာအချက်တစ်ချက်ကကျွန်တော်တို့69တမမှု စကြောရေးမှာအထူထောင်းခံနေရတဲ့အချိန်တေတန်တော်မှကြခံရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အချိန်မတိုင်းချောင်းတရင်မှုနဲ့မိသားစုဝင်တွေလည်းအဖမ်းဆီးခံနေရတဲ့အချိန်တို့ချင်းချင်းခွေးချင်းချင်းပြန်ဖမ်းနေကြတာเนาะကျွန်တော်ပြီးပါ လက်ရှိအချိန်မှာတော့ကြောက်ဖြူတည်ရင်မှုကတော့ရှင်းပါတယ်မြ мян ဆဆန်ပဲအလကတက်တော့ AA ULAC မှာအလင်းဝင်လိုက်ပါတယ်ဟာဘောရကောကောင်းနေကတော့ surprise တိုက်ခံလိုက်ရတာပါဒီကြောင်းလေးကိုကျွန်တော်တင်ပြပေးပါမယ်နောက်ထပ်ဒင်းတစ်ခုကတော့ကျွန်တော်တို့ပြည်သူလူထုနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့အယိုးရင်းကိုက် view sorty ကောင်တွေ ဒါတွေကိုကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေဘလို့ခွဲခြားပြီးတော့ဘလို့ဖန်းစီခဲ့လဲဆိုတော့ဒီကနေ့စင်ပင်ကျောင်းပြူစောတိရွာကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုက်ပြီးတဲ့အချိန်မှာဂျူ16កောင်ကိုဖန်းစီထိမ့်သိမ့်လိုက်တဲ့အကြောင်းကိုကျွန်တော်တင်ပြပေးပါပါဒီသတင်းကလည်းရေးကြည့်တယ်ဘာကြောင့်လဲလက်ရှိကျွန်တော်တို့ဒါအရှိကိုဆက်နေတဲ့စစ်စင်ရေးတွေနဲ့ပုံမြောက်တီမြောက်ယနေ့တိုင်ကျွန်တော်တို့ပြည်သူလူထုကိုအကြမ်းဖက်စစ်ခွေးရဲ့ ဘာမှမဟုတ်တဲ့အာနာကိုအလွဲသုံးစားလုပ်ပြီးတော့ပြိနှိပ်နေတဲ့ကောင်တွေသင်ငန်းစာရယူဖို့ဒီအကြောင်းကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုသုံးထည့်ဝင်ကြည့်ကြည့်ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်။ဒီကနေ့က Super Sunday Holiday ဒါရုပ်ငလုံငန်းစင်တွေကိုလုတ်ကန်နေတဲ့ကျွန်တော်ရဲ့ညီကိုမောင်မတွေရဲ့ဒါရုပ်ပိတ်ရက်ဆိုတော့ဒီလိုရမျိုးမှာကျွန်တော်တို့အများအားမိသားစုဝင်အချင်းချင်းဆွေးနွေးတိုင်ပင်နေတဲ့ပုံစံလေးနဲ့သွားမှာပါ။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်မိဘတွေကိုကျွန်တော်အရင်ဦးဆုံးဘေးကင်းလေးတစ်ခုမေးချင်ပါလေကျွန်တော်မိဘပဝင်းချင်မှာမြန်မာနိုင်ငံအတွင်းထဲမှာနော် view of tea ဆိုတဲ့ကောင်တွေပြီးတော့အကျန်းဖက်စစ်ခွေးတက်ရဲ့ဒေါက်တိုင်တွေရှင်းမြောက်နောက်မြောက်အယိုးရင်ကိုက်နေတဲ့ကောင်တွေရှိတယ်မဟုတ်လားဗျ yes or no ရှိသည်မရှိဘူးကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့ပါအဲ့ဒီစည်ရင်းတွေဟာကျွန်တော်မိဘပြည်သူတွေလှုပ်ထားမှာစည်ရင်းဖြစ်တယ်ဗျဒီကိန်းရဲ့ ဒါကျွန်တော်ရဲ့ညီကုန်းကျုံမှာကျွန်တော်တင်ပြသွားမယ်ရွှေဘိုမှာ ရှိတဲ့ view 18កောင်ကိုပြည်သူနဲ့ခွဲပြီးတော့ဖမ်းလိုက်တဲ့အကြောင်းတင်ပြမှာမဟုတ်လို့ပါဟုတ်ပြီရမဦးစွာကျွန်တော်ဒီမှာပြည်သူတွေအတွက်ဝမ်းသာကုန်ယူစရာသတင်းနဲ့ပဲကျွန်တော်အစာပြုချင်ပါတယ်အဲ့ဒါကတော့အရခညီပေါ်မှာအကြမ်းဖက်စစ်ခွေတာတရင်တရင်လုံးနှီးပါအလင်းဝင်လိုက်တယ်ဆိုတော့အเจ้าမှာဆိုတော့တရင်တရင်လုံး တရင်မှုကဥဆောင်ပြီးတော့လင်းဝင်လိုက်တယ်ဆိုတာကလည်းဒါကျွန်တော်တို့တော်လန်ရေးကာလမှာအလွန်ကိုရှားပါတဲ့ဖြစ်မျိုးပါဒီတိုက်ပွဲသတင်းတွေနဲ့ဒီအခြေအနေကိုကျွန်တော်မပြောခင်မှာကျွန်တော်မိဘတွေတမ69တမမှုဘူအချမ်းဖက်စစ်ခွေးတက်ကလက်ရှိဖန်းစီစစ်စစ်နေရဲဆိုတာကျွန်တော်မိဘတွေကိုကျွန်တော်တပြခဲ့ပြီးပြီအားလုံးလည်းသိရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်သူကဖန်းစီစစ်စစ်မှုတွေအတွင်းမှာ သူတို့ရဲ့ခွေးတက်ကိုပြန်ပြီးတော့ပုံကံမယ်ဆိုတဲ့ဒါသူတို့ဆွဆွဲချက်တွေအများအပြားနဲ့တေးတန်တိချမှတ်ဖို့စီစဉ်ထားတဲ့အကြောင်းကိုလည်းသတင်းတွေထွက်ပေါ်နေတာဖြစ်တယ်ဒါကသူတို့တက်တွင်းထဲမှာသူတို့ခွေးချင်းချင်းကြိုက်နေတာခွေးချင်းချင်းဖမ်းတဲ့ပွဲဒါနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ကျွန်တော်တို့မတိုင်းကြောင်းမှာရှိတဲ့တရင်မှု အဖမ်းခံရတယ်တရင်မှုနေမဟုတ်ဘဲနဲ့တရင်မှုရဲ့မိသားစုဝင်တွေပါအကုန်လုံးကိုဖမ်းလိုက်တာဖြစ်တယ်ဖြစ်ပြတ်နေပြီကျွန်တော်ကပြောတယ်တက်ကပြတ်နေပြီဘိုးဆာကျွန်တော်တို့ပြည်သူရဲ့အာဏာကိုသိမ်းလိုက်တဲ့ကအဲ့ဒီတက်ကပြတ်သွားတာဘာကြောင့်လဲဒီတက်ကိုကျွန်တော်တို့ပြည်သူကလုံးဝမှလက်မခံတော့ဘူးပြည်သူလူတွေရဲ့စံနာကိုစန့်ကျင်လိုက်တဲ့အတွက်အော်တိုမက်တစ်ပြတ်သုံးရမှာဖြစ်တယ် ဒါဟာပြည်သူရဲ့မိပြည်သူရဲ့အာဏာဖြစ်တယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ဒီနေ့ကျွန်တော်တို့ရခိုင်မြေကြောက်ဖြူမှာတရင်မှုဥဆောင်ပြီးတော့အလင်းဝင်လိုက်တဲ့ဆိုတော့ဒီတရင်မှုကအဲ့ဒီအရှိမဆန်းရွယ်မှုတွေနဲ့ပတ်သက်မှုတွေနဲ့ရောသူလုကင်းပါမလားအာနာရှင်တွေဟာ သူတို့အာနာတီမြဲဖို့ဒါမှမဟုတ်သူတို့မယုံကြည်မစိတ်ချရဘူးဆိုလို့သူတို့တတ်မှတ်လိုက်တဲ့သူတွေကိုကြက်ပြောက်ညက်ပြောက်ဖြောက်ခဲ့တဲ့တမန်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်။ပြီးတော့သူတို့ကိုစန့်ကျင်တယ်လို့ဒါလုံးရမဟုတ်သေးဘူးနော်တတ်သိမရသေးဘူးတန်တရားဝင်တာနဲ့တက်ဖြတ်လိုက်တယ်ပြီးတော့ဇက်မြုပ်လိုက်တာတွေဖြုတ်ထုတ်တက်လုပ်ခဲ့တယ်ဆိုတာကျွန်တော်နိုင်ငံတမိုင်းမှာတတိကြီးတတန်းအများကြီးရှိတယ်။ဘုရင်ရေးမယ်ဆိုရင်တော့မှတစ်ထောင်တစ်ညလောက်ကြာသွားနိုင်တဲ့အခြေအနေတွေ ကျွန်တော်ရဲ့မိဘတွေလည်းတည်တည်တော့တိပါတယ်။ဒါဆိုရင်တော့လက်ရှိကြောက်ပြူတိုက်ပွဲကလည်းပြင်းထန်နေတယ်။ဒီတိုက်ပွဲတွင်းမှာလည်းပဲအာရကတက်တော် AA ရဲ့စီရင်ဆိုင်ရာဘျူဟာကြကြအုံပြူသွားတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီကောင်တွေအသက်ရှင်တန်နိုင်ဖို့အတွက်အလင်းဝင်လာလား။ဒါကတစ်ချက်ရှင်းမှကျွန်တော်တင်ပြခဲ့တယ်သူတို့ရဲ့တမမှု ။မပန်းကြောင်းတရင်မှုထားပြီးမိသားစုဝင်တွေပါဖမ်းခံလိုက်ရတဲ့အခြေအနေလက်ရှိစကြောရေးမှာအထူထောင်းခံနေရတဲ့အခြေအနေအစိုးရသားကတည်တံထိပ်ပေးမယ်လို့သတင်းတွေထွက်ပေါ်လာတဲ့အခြေအနေတွေရဲ့နောက်ဆုံးဆုံးသက်မှာတော့ကြောင့်မြူတရင်မှုကတော့ခတ်ထွတ်ထွတ်လက်မြန်စွာနဲ့ပဲတရင်တရင်လုံးကိုဥဆောင်ပြီးတော့အလင်းဝင်လိုက်တာလားကျွန်တော်တော်လန်ကြီးอ่ะ အယမ်းကိုစိတ်ဝင်စားဖို့ကောင်းတခါတည်းမှာကြည့်ရင်တော့အရှုံးမြတ်ကြီးရဲ့အရင်းနှီးများတယ်လို့ထင်ရပေမယ့်နောက်တစ်ချိန်မှာအာနာရှင်ဆိုတဲ့အတုံးနှုံးကိုကျွန်တော်တို့ရဲ့မျိုးဆက်တွေမမြင်ရဘူးတနက်ကင်ပြီးတော့အုတ်ချုပ်တဲ့သူတွေကျွန်တော်တို့နိုင်ငံအတွင်းမှာ မရှိဖို့အတွက်ကျွန်တော်တို့တမိုင်းသင်ငန်းစာတွေနဲ့လက်ရှိအခြေအနေတွေပါကျွန်တော်အကုန်လုံးကိုသုံးသပ်နေကြရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့မိဘတွေကိုဝိုင်းပြီးတော့စဉ်းစားစေချင်တာ ဒါဆိုရင်တော့ဒီချက်နှစ်ချက်မှဘယ်အချက်ကိုကျွန်တော်မိပါဒီပို့ပြီးတော့အဲထင်မြင်ယူဆမိပါတယ်လေ။ဒါဆိုရင်တော့ကျွန်တော်ကြောက်ဖြူတိုက်ပွဲအကြောင်းကိုနင်ပြပေးပါမယ်။အဲဒီကြောက်ဖြူတိုက်ပွဲမှာအရကတတ်တော် AA ရဲ့စစ်စင်ရေးအခြေအနေထူးထူးပြောင်းမြောက်တဲ့စေရေးကြောင့်အဲဒီကောင်လေးကြာဆုံးသွားရတယ်လို့ပြောမယ်ဆိုရင်လည်းမှန်ပါ ဗမာရှေ့ရက်တွေမှာကျွန်တော်ကြောက်ပြူတိုက်ပွဲကိုဆင်နွှဲတဲ့အခါမှာအကြံဖက်စစ်ခွတ်တဲ့အားကြောက်ပြူမျိုးတွဲမှာရှိတဲ့အဲသူတို့တွေစစ်မှုထမ်းဖို့တရားဓမ္မခေါ်ထားတဲ့သူတွေရောပြီးတော့စစ်ကူတနိုင်ငံလုံးမှာစုဆောင်းထားတဲ့သူတွေကိုသူတို့တွေပေးပို့ပြီးတော့ခုခံနေကြရတယ်။ဒါအပြင်တရုတ်လုံခြုံရေးအမေရိကန်တရုတ်လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ဒီပညာပါရယူပြီးတော့ UNAA ရဲ့ထိုးစစ်ကိုခုခံနေသေးတယ်။ ဒီအချိန်ဒီမှာအရကတ်တော့အေးအေးဟာပုံမှန်အတိုင်းပဲစစ်စင်ရေးကိုစင်နွေးနေတာသူတို့တက်အင်ဟာအလုံးရင်မတုံးဆိုတော့စေးလေးတာတုံးတဲ့သူတွေနဲ့ကျော်တော်လန်တော့အချို့တော့သူတွေတော်မှဒီပေါ်မှာစဉ်းစားစရာဖြစ်သွားတယ်ဟာလေအရင်တော့ကအရကတ်တော့အေးအေးတိုက်တာဒီလိုမဟုတ်ဘူးလေအင်းနဲ့အားနဲ့အလုံးရင်ချကျွန်တော်ကရုပ်သံဗီဒီယိုဖိုင်လေးမျိုးမှာပါတင်ကားကြီးတဲ့တော်မှာဒက်ခဲတာပုံတိုင်းကွမ်းဖုံသွား ရှော့လိုက်ဒုံးဆိုတာလဲအာရကတက်တော် AA ရဲ့ specialist လို့လည်းပြောလို့ရတဲ့အခြေအနေပါဆိုတော့ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့စတိုင်းဌာနချုပ်ကိုတခက်သိမ့်ပိုက်တဲ့ဒါရုပ်သံဗီဒီယိုဖိုင်တွေအထွေမှာဆိုရင်တခက်ကိုအချမ်းပန်းအတုံတီးွားတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့စတိုင်းဌာနချုပ်ထဲမှာရှိတဲ့ကျွန်ဖက်စစ်ခွေးတက်မှန်သမျှကိုလက်နဲ့ချီလက်နဲ့ငယ်ရင်းနဲ့ဒေအချက်ဒေအဆက်ဖူခွဲပြီးတော့ချိန်မှပြီးဟုတ်ပြီအသက်ရှင်ချမ်းသေးတဲ့ကောင်တွေကို လော့စပီကလော့စပီကသေးလေးနဲ့អော်တယ်មីនូလက်နှချအញ្ញခံ5မိနစ်အချိန်ပေးမယ်5မိနစ်ပြည့်ပြီလားတစ်စက္ကန့်အောင်အပိုမပေးဘူးအတကုံတက်လောက်ကြတာဒါ ULA ရဲ့ပြတားတဲ့စစ်စင်ရေးစစ်ရေးတွေကိုကျွန်တော်တို့တွေ့ခဲ့ဘူးလားဒီချိန်နေမှာကြောက်ဖြူကို A ကတက်ခိုက်သိမ့်ပိုက်တဲ့ပုံစံဟာ မှန်နဲ့ဝင်းရမ်းပြီးတော့တဖြည်းဖြည်းချင်းရှေ့ကိုဆက်ပြီးတော့စိတ်အင်အားဖို့မလိုအပ်ဘဲနဲ့အလုံးကြီးမတုံးဆွဲဘဲနဲ့တဖို့ဖို့တဖို့ဖို့တပြလိုက်ပြွတ်အံပြန်ငြိမ်သွားလိုက်ရှေ့ကိုဆက်တိုးလိုက်စီးရင်ချင်းပြက်ကြည့်လိုက်ဟိုဘက်ကဘုံလာချဲလိုက်ကြည့်လိုက်မယ်ဆိုတော့စစ်လေးကအေးနေတယ်ဒါရွှေလေးအေးကရှေ့ကိုတိုးဖို့အတွက်ဘာခက်ခဲရှိနေလဲဆိုပြီးတော့စိုးရင်စရာလေးတွေရှိပါတယ်ဒါပဲမင်း သူ့အချိန်ကိုသူစောင့်တည်တာလို့ပဲကျွန်တော်ကတော့ယူဆမိပါတယ်ခု you really in ကအင်းအလုံးနဲ့အရင်နဲ့တက်ပြီးတော့လုံးနဲ့အချိန်မှာဖုံးစံအတိုင်းပဲအားကမြေမှာဂျမ်းဖက်စစ်ခွေးတန်းနဲ့ပတ်သက်သူမှန်မြတ်တကောင်းမအသက်ရှူခွင့်ရှင်တန်ခွင့်မပေးတဲ့အခြေအနေမှာအကျန်းဖက်စစ်ခွေးတက်ညာနဲ့ချီပြီးတော့တည်ဆုံးခဲ့ရပြီးပါပြီ ဒီကနေ့ကျွန်တော်သတင်းပြောနေတဲ့ဒါဂျပန်အနီးမှာပဲအကြမ်းဖက်ဖက်စစ်ခွေးတပ်ကကောင်တွေအလုံးအရှင်းလိုက်အလူလဲခံစားနေရဒီချိန်တွေမှာအဲ့ဒီကြောင့်ဒီတရင်မှုဟာအလကတော့ AAC မှာအလင်းဝင်ဖို့လက်နက်ချဖို့ဆုံးဖြတ်ခဲ့တာကသူ့မှာအချက်နှစ်ချက်ရှိပါလိမ့်မယ်ပထမတစ်ချက်ကသူ့ရဲ့ ါခေါင်းဆောင်ပိုင်းဟာလက်ရှိကျွန်တော်တို့တမမှု69နဲ့ပတ်သက်ပြီးတော့ပြီးတော့မတိုင်းချောင်းတရင်မှုနဲ့ပတ်သက်ပြီးတော့လုဆောင်ခဲ့တဲ့လုရတွေ့သူလုံးဝမကြိုက်တာလဲပါမယ်ငွေတွေက ULAA နဲ့ပူးပေါင်းမယ်ဆိုတဲ့အချို့တော့ခေါင်းဆောင်ပိုင်းတွေထဲမှာလက်ရှိတရင်မှုလဲကြံရပါဘောဗျာပါခြင်းလဲပါကောင်းလဲပါနေပါလိမ့်မယ်ဒါအပြင် ULAA ဟာ အချိန်ကလှုပ်ရှားလာတဲ့စည်ရင်းမြင့်လိုက်တဲ့အချိန်မှာအခုလိုပဲခတ်တွတ်ခတ်မြန်မြန်လေးတရင်မှုဥဆောင်ပြီးတော့လက်နဲ့ခြားလင်းဝင်လိုက်တယ်လို့တော့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ကျွန်တော်မိသားစုရဲ့အမြင်ကိုကျွန်ရဲ့ဗီဒီယို comment မှာရေးပေးခဲ့ပါဟုတ်ပြီဇောစလီရဲ့နေ့ထိဂျမ်ပါစစ်ခွေးတက်ကလက်နဲ့ခြားအလင်းဝင်တဲ့သူ ီနေ့15ရက်နေ့နော်ကျွန်တော်မိဘမနေ့က14ရက်နေ့အထိလက်နက်ချအညံ့ခံအလင်းဝင်လာတဲ့သူအယောက်40နီးပါးရှိတယ်လို့ကျွန်တော်တို့စီးရင်သတင်းရင်းမှာတွေ့ရှိရတယ်ဒါပြင်အကျန်းဖက်စစ်ခွေးတက်ရဲ့စစ်ခွေးအကောင်တရားကျော်ကျွန်တော်တို့အသေးရရှိထားတာတွေလည်းရှိတယ်လက်ရှိအခြေအထိပွင့်လင်းလင်းပြောမယ်ဆိုတော့စရင်ကောက်ယူလို့မရလောက်အောင်ကိုပြန်ကျဲနေတယ်လို့လည်းဒေတာခန်တွေကပြောပြထားတာ ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ကြောက်ပြူအမှတ်32တရင်ကိုအရကတက်တော့ A ကပြင်းထန်တဲ့ထိုးစစ်စင်မှုတိုက်ခိုက်မှုတွေလုပ်လိုက်ပါတယ်အဲ့တိုက်ခိုက်မှုဟာအရန်ကိုပြင်းထန်တယ်လို့ကျွန်တော်တို့ပြန်လည်သိရှိထားရတယ်အဲ့တော့လုံရင်းနဲ့ဝင်တိုက်လိုက်တဲ့အချိန်နေမှာဂျမ်ဖတ်စစ်ခွေးတက်ရက်အကောင်40ကျော်လက်နက်နဲ့တကွာလက်နက်နဲ့တကွာဆိုတာကရှိရှိမြတ်ဆက်ဆက်ပစ္စည်းတွေအကုန်လုံးမှာ ် ULA AA လက်ထဲကိုပေးရပြီးတော့အသက်ရှင်ဖို့အတွက်သူတို့တွေဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီမှာဖန်တီးရမိထားတဲ့သူတွေအထဲမှာထူးခြားတဲ့အချက်နှစ်ချက်ပါတယ်။တိအချက်ကလက်တလုံးမှာကျွန်တော်တို့ဒါတနင်္ဂနွေလုံးအတွင်းအတိုင်းတာနဲ့ကျွန်တော်တို့အာရခမြေပေါ်မှာအတင်းအားမှာစစ်မှုထမ်းခံထားရတဲ့သူတွေအများစုပါဝင်နေတယ်။အရှိမလူတရာကျော်တည်ပြီးသွားပြီး စုစုပေါင်းဆိုရင်တော့လူ150 200နေပါရှိပါတယ်ကျွန်တော်နေပါအဲ့ဒီလူ150 200နေပါမှမကြသေးခင်ကမှစင်မှုထံအပတ်စင်စင်တာရဲကောင်တွေပါဝင်တယ်လို့ဘုံမှုအစင့်ထိပါဝင်နေလို့ကျွန်တော်တို့သိရှိထားရပါတယ်ဆိုတော့ကျွန်တော်တို့မှာဘယ်နှစ်ဖက်ပဲရှိပါတယ်ဓမ္မနဲ့အာရမဘက်ဘယ်ဘက်မှာယက်တီမှာလဲဆိုတော့ကျွန်တော်တို့ပြည်သူ့ကော်မတီတစ်ဖက်ဝင်နေတဲ့ပူးပေါင်းနေဆိုရင်တော့မြည်သည့်နေရာမှာ ါစီရေးပေါ်ပေါ်ပါစေကျွန်တော်တို့ရိတ်ခါပြတ်သွားတယ်ဆိုတာခဏအချိန်ကြီးမရှိသေးပါဘူးဒါလေးကိုလည်းပဲတစ်ဖက်ရုပ်ကကသူတွေတစ်ခါတစ်ခါဝင်ဝင်ပြီးတော့အနားထောင်နဲ့ဝင်ဝင်ပြီးတော့ခိုးကြည့်တဲ့အတွက်ကျွန်တော်ကမှတ်ချက်ပေးတာပါကျွန်တော်တို့မှာကရင်နယ်မြေမှာတိုက်ပွဲဝင်နေတယ်ဆိုတော့အရကမြေမှာတိုက်ပွဲဝင်နေတယ်ဆိုတော့ KIA ATNLA ဆက်လက်ဘယ်နေရာမှာပဲတိုက်ပွဲပေါ်ဆောင်ပေါ်ဆောင်ကျွန်တော်တို့ကရိတ်ခါအပြည့်ဆိုတော့သူတို့မှာရကိုင်းမြေပေါ်မှာ ်ရခိုင်မုတ်ဆိုင်မှာတော့မှမုတ်ထွက်မွေစားရတဲ့အချိန်တွေကရင်ပြည်နယ်မှာလည်းထုံလေးကောင်းမယ် KIA မှာလည်းထုံလေးကောင်းမယ်ကျွန်တော်ရဲ့ဇကားကိုဒေတာကန်တွေကြီးရှုနေတဲ့ဆိုရင်ဒါထောက်ခံပါလိမ့်မယ်ယူပြီးပေါင်းလေးဝစ်ပြီးတော့ဗာလေကားလေးနဲ့ထွက်ပြီးတော့ဈေးဝယ်လို့ရိတ်ခါဝယ်လို့ရိတ်ခါတည်လို့ရသေးရလားဆိုတာသူတို့အသိဆုံးဖြစ်မှာပါဟုတ်ပြီဒါဆိုရင်တော့လက်နဲ့ခဲရန်တွေဟာကျွန်တော်တို့ဒါကခဲသိမ့်ပိုက်ထားတဲ့ အခြေအနေမှာလက်ရှိရာနဲ့ချီပြီးတော့တိုက်စီရမိထားတာတွေရှိတယ်။ရေချောင်းကနေပြီးတော့တင်းမောတွေကဆင့်လက်နဲ့ခဲရန်တွေပို့ဆောင်တာအပါဝင်ဂျပန်စစ်ခွေးတက်ကဒါခွေးတက်သားရာနဲ့ချီပြီးတော့ပို့ဆောင်ပေးခဲ့တယ်လို့ကျွန်တော်တို့အရှေ့ရက်တွေမှာစုံစမ်းသိရှိထားရတာပါ။ဆိုတော့အဲ့ဒီလူတွေအကုန်လုံးကလက်ရှိအချိန်မှာတေတဲ့ကောင်ကတေပြီးတော့အလင်းဝင်လက်နဲ့ချတဲ့သူကလက်နဲ့ချလိုက်ပါပြီ။ဒါဆိုရင်တော့ ကျွန်တော်ဝင်တဲ့အနီးမှာကျွန်တော်တို့အကျွမ်းဖတ်စစ်ခွေးတက်တဲ့အရကတက်တော့ AA ရဲ့တိုက်ဖိုက်တိုက်တိုက်ခိုက်မှုတွေကြားထဲမှာအကျွမ်းဖတ်စစ်ခွေးတက်ရဲ့အဓိကစစ်ကန်၃လုံးကိုအရကတက်တော့ AA ကတိုက်ခိုက်သိမ့်ပိုက်ပြီးဖြစ်တဲ့အခြေအနေခုလည်းရှိနေပါတယ်ဆိုတော့ဒီတက်ပို့ပြီးတော့ခိုင်မာတဲ့သတင်းတွေကိုအရကတက်တော့ AA ရဲ့ထုတ်ပြန်ချက်တွေမှထပ်မံပြီးတော့တွေ့ရမှာဖြစ်တဲ့ ULA AA ရဲ့ထုတ်ပြန်ရင်လည်းရှင်းပါတယ်ရုပ်သံဗီဒီယိုနဲ့တော့ကဒီကြကြထုတ်ပြန်တာပါဟိုဘက်ကကောင်တွေကဗီဒီယိုဟောင်းတွေ အရင်တော့ရုပ်တံဖိုင်တွေပါဒါတွေကဘယ်တော့ကဘာညာဆိုပြီးတော့လိန်တက်မှန်တောက်တက်မှန်ညာတက်မှန်ကိုလည်းပဲကြောတိုင်းသားကောင်းဆောင်တွေကတီးတဲ့အတွက်ရှင်းပါတယ်အဲ့ဒီကောင်တွေအကုန်လုံးကိုနမဲနဲ့တကွာအောက်မှာစာလမ်းမှာထိုးပြီးတော့ရုပ်တံမှတ်တမ်းတွေကို HD တကွာလုံးကိုဖြန့်ပလိုက်ခြင်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အလကတတော် A ကတကယ်ကိုကျွမ်းကျင်တယ်ဗျဟုတ်ပြီကျွန်တော်တို့အလကတတော် A ရဲ့စစ်စစ်ကစားမှုအောက်မှာ ီးတော့အချိန်ကလှူရှားမှုအောက်မှာကြာဆုံးခဲ့တဲ့အတွက်အဲ့ဒီတရင်မှုဥဆောင်ပြီးတော့တရင်တရင်လုံးအလင်းဝင်လိုက်တဲ့အခြေအနေကိုလည်းကျွန်တော်ပြပါလေကိုတင်ပြခဲ့တာကအရှိမတမမှု69ဒါဖန်စီချိန်နေစစ်စစ်ခံရတဲ့အခြေအနေပြီးတော့ငတိုင်းကြောင်းမှာရှိတဲ့တရင်မှုအပါအဝင်သူ့ရဲ့မိသားစုဝင်တွေအကုန်လုံးမှာဖန်စီထိန်သိမ်းစစ်ဆေးခံရတဲ့အချိန်အဲ့တော့ကျွန်တော်ကြောက်မှုမှာရှိတဲ့တရင်မှုသူ့ရဲ့ဆုံးဖြတ်ချက်ဟာ ာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတာကိုကျွန်တော်တို့မိဘတွေအဖြေတွေ့ပြီလို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဒါဆိုရင်တော့အကျွမ်းဖက်စစ်ခွတ်တက်ဂျပုပြိုလဲနေပြီဆိုတော့နောက်ထပ်ဒီထက်ပုံမအင်အားများပြားစွာနဲ့ကျွန်တော်တို့ပြည်သူဘက်ကိုမျက်နှာမူလာတော့မယ့်အခြေအနေကိုတော့ကျွန်တော်တို့ရင်းကောင်းစောင့်မျှော်မှာဖြစ်တဲ့ပထမကျွန်တော်တို့ဒါတော်လိုင်းစတဲ့အချိန်မှာအချို့သောတုံးသက်သူတွေအများကြီးဝေဖန်တုံးသက်မှုတွေတွေ့ရပါတယ်အာဒါတရင်မှုဥဆောင်ပြီးတော့ဗျူအောင်မှုဥဆောင်ပြီးတော့ပြောကြတာဗျာဒါဆက်ကမှုတွေဥဆောင်ပြီးတော့ ကျွန်တော်ပြည်သူ့ဘက်မှာမရက်တီနိုင်ဘူးမစည်းလုံးနိုင်ဘူးဆိုတဲ့အခြေအနေတွေကိုလည်းပဲအချို့သုံးသက်သူတွေဝေဖန်သူတွေမှကျွန်တော်တွေ့ရတာဖြစ်တယ်ဒါပေမဲ့အချိန်ကာလကြာလာတဲ့အများကျွန်တော်တော်လှန်ရေးအောင်ပွဲတွေနဲ့အတူအာနာယူအုပ်စုကြာဆုံးနေတာကိုသူတို့တပ်ဖွဲ့ဝင်ချင်းချင်းလည်းသိလာခဲ့တဲ့အတွက်အခုလိုပဲအလင်းဝင်မှုတွေဇက်တိုက်ထမှန်ကြုံတွေ့ရဖို့ရှိအောင်မယ်လို့တော့ကျွန်တော်ကပြောနေပါတယ်ဟုတ်ပြီနေရာတိုင်းမှာကောင်းတဲ့ကောင်းတွေရှိတယ်မကောင်းတဲ့ကောင်းတွေရှိတယ် နေရာတိုင်းမှာတလန်တွေလည်းရှိတယ်နေရာတိုင်းမှာယူတွေလည်းရှိတယ်အနေတိုင်းစားတော့လေသူတို့လည်းချောင်းလဲကျင်တာပေါ့အနေဆုံးအုပ်ချုပ်ရေးမှုပေါ့ဗျာအဲကျွန်တော်တို့ကောင်းဆုံးသိပါတယ်ဒါကျွန်တော်တို့လည်းကျွန်တော်တို့နိုင်ငံတွင်းမှာနေထိုင်ခဲ့တဲ့သူတွေကိုဗျာစေအိမ်မှုလောက်ဖြစ်ရင်တော့မှလေတန်းကပြောင်းသွားတာစေအိမ်မှုမပြောနဲ့နော်ကျွန်တော်မျိုးစေအိမ်မှုမိမစေအိမ်မှုသားမိတော်ကလေတန်းပြောင်းသွားတာတွေလည်းရှိတယ်စေအိမ်မှုဖြစ်တာနော်ဘာမှမဟုတ်ဘာစေမှမရှိဘူး တော့ဒီလိုအချိန်တွေမှာကျွန်တော်ပတ်ဝန်းကျင်မှာဗျူတွေအကြံဖက်စစ်ခွေးတက်ရဲ့လက်ကင်တုပ်တွေပြီးတော့စစ်ဘောကို special မနေတဲ့တက်ထောက်ခံသူတွေအများကြီးရှိမှာပါကျွန်မရဲ့ဗီဒီယိုကိုကြည့်နေတဲ့သူတွေကျွန်မရဲ့ဗီဒီယို comment မှာ yes လို့ yes လေးပဲရေးပေးခဲ့ပါဆိုတော့ကျွန်တော်ရှင်းတဲ့နေ့မှာပြောခဲ့ပြီးသားကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်ဝင်တွေဝင်လာပြီး hit ဆိုတဲ့အတန်ကြားရတယ်အဲ့ကောင်တွေအကုန်လုံးချက်ပြောင်းနှစ်ပြောင်းပျောက်သွားမှာဖြစ်တယ်အခုအဲ့ဒါရဲ့ဒါ ရှေ့ထွက်အောင်ပွဲလေးကိုကျွန်တော်တင်ပြပေးပါမယ်။ဒါကတော့ရွှေဘုံမြို့နယ်ဆေပင်ကျွန်းမှာရှိတဲ့ကျွန်တော်တို့ဘူစော်တီရွာကိုကျွန်တော်တော်လိုက်တစ်ဖွဲ့ဝင်နေစတင်တိုက်ခိုက်ပြီးတော့ဒီတိုက်ပွဲတွေအတွင်းမှာအချမ်းဖက်စစ်ခွေးတက်အထိုင်စကန်တစ်ခုလုံးကိုအပီးသက်တိုက်ခိုက်တိမ့်ပိုက်ပြီးတော့အဲ့ဒီရွှေဘုံမြို့နယ်အတွင်းကဆေပင်ကျွန်းဘူစော်တီရွာကိုဖြူရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပါတယ်။ဟာကိုရှင်းလင်းဖြူရှင်းလင်းရေးဘယ်လိုလုပ်တာလဲ။ ကျွန်တော်တို့ရွာထဲမှာရှိတဲ့မိဘပြည်သူတွေကိုအတီးပေးလိုက်ပါတယ်ကျွန်တော်ကနေပြီးတော့ခေတ္တခဏထွက်ခွာပေးဖို့ဆိုတော့ရွာထဲမှာရှိတဲ့ကျွန်တော်မိဘပြည်သူတွေကကျွန်တော်ပြည်သူကဝေးတစ်ဖွဲ့ဝင်နေအပြည့်ဟောပူပေါင်းပြီးတော့ကောင်းကောင်းမွန်မွန်ဒါသူတို့ရဲ့ဒါကလေးတွေကိုလက်ဆွဲအတူရထုတ်ပြီးလဲအများကြီးတည်ဆောင်မလို့ပေါ့လူပဲထွက်ကိုင်းတာအိမ်တွေကိုဘာမှကျွန်တော်တို့ကဒါဝင်းရောက်ရှာဖွေတာတွေဖြက်စီးတာဘာမှမရှိဘူးသူတို့ကယုံကြည်ပြီးသားသူတို့ဒေတာခံပြည်သူ့ကာဝေးတပ်ဖွဲ့ဝင်တွေကိုယုံကြည်မှုအပြည့်ရှိပြီးသား ဆိုတော့အားလုံးဖတ်သွားတယ်ဖတ်တဲ့လူတွေထဲမှာမှဘယ်ကောင်ဟာပြူလဲဆိုတာကိုကျွန်တော်ဒေသခံကာဝေးတပ်ဖွဲ့ဝင်တွေကသိပြီးသားဘာကြောင့်သိတာလဲကျွန်တော်တို့ပြည်သူရှိမှအဲ့ဒီသတင်းကရှိပြီးသားအဲ့တော့မင်းတို့အကုန်လုံးမြေကြီးပေါ်မှာဝင်ရမှောက်တန်းစီနေစမ်းအကုန်လုံးပေါင်းလိုက်တော့စုစုပေါင်း18កောင်ဆောက်ရောတရားတဲမှာပြူ18កောင်ရှိတယ်ဒါတော့ဖပေးွားတဲ့កောင်တွေရှိသေးတယ်เนาะကျွန်တော်မြင်ပါ ဒါဆိုရင်ကျွန်တော်တို့မျိုးသိမ့်တိုက်ပွဲတွေကျွန်တော်တို့ရဲ့ဒါမွေးရဲ့မြေတွေကျွန်တော်တို့ရဲ့မြို့ပြကိုပြန်ရောက်လာတဲ့အချိန်မှာယူဆိုတဲ့ကောင်တွေလူမိုက်ပါဆိုတဲ့ကောင်တွေပြီးတော့ဂျုံဘာဝနေတဲ့ကောင်တွေရဲ့အဖြစ်ကိုကျွန်တော်မိပါလိစိတ်ကူးနေတာပုံဖော်ကြည့်ပေးကျွန်တော်တို့ကပြောပြီးသားဒီတိုက်ပွဲကအမြင့်ပါမကျန်မြေလန်တဲ့တိုက်ပွဲဖြစ်တယ်ကျွန်တော်တို့ကတော့ရှင်းစရာရှိတာကိုရှင်းသွားမှာ အဲ့ချိန်ကျရင်တော့ရက်ဆက်တယ်မလုံနဲ့ပေါ့ဗျာဒါဆိုရင်တော့ဒီကနေ့မှအကျန်းဖက်စိတ်ခွေးတက်နဲ့ငပြူကောင်းလေးဒါပူပေါင်းတဆွဲထားတဲ့ဒါဗျူရောင်ကိုတော့တက်ခိုက်သိမ့်ပိုက်ပြီးတော့ရှင်းလင်းရေးလှုပ်ဆောင်ခဲ့တယ်အဲ့ဒီရှင်းလင်းရေးမှာပြည်သူနဲ့ဗျူနဲ့ခွဲခြားနိုင်ခဲ့တဲ့ဖြစ်စဉ်အဲ့ဒီရုပ်သံဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့ Telegram မှာတင်ထားပါတယ်ကျွန်တော်မြင်ပါတယ်ရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာဖြစ်တယ်မကြည့်ရသေးတဲ့သူတွေကျွန်တော်ရဲ့ဒါ Telegram မှာ join ပြီးတော့ဝင်အောင်ကြည့်ရှုပေးပါကျွန်တော်ပြည်သူ ဟာကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်ဘလောက်ထိတံမိုးထားလဲဘလောက်ထိချစ်တယ်ဘလောက်ထိပူပေါင်းဆောင်ရွက်မှုရှိလဲဆိုတာကိုအဲ့ဒီရုပ်သံ view file မှာပဲဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီ view ကိုတစ်ခါသိမ့်ပိုက်တဲ့အခြေအနေမှာလည်းကျွန်တော်ဖက်စစ်ခွေးတက်ကဝိုင်းတွဲဘုံဒီပေါင်းစပိုးလုံးကျဲချတိုက်ခိုက်ပြီးတော့ခုခံမှုတွေလုပ်ခဲ့ပေမဲ့ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေပူပေါင်းထားတဲ့အဲ့ဒီစစ်စင်ရေး အဲ့ဒီစစ်စင်ရင်းမှာရွှေဘိုခရိုင်အမှတ်23 78 55 26 90 36 10 30တရင်တွေနဲ့နယ်မြေပါကပါတို့ပူပေါင်းပြီးတော့အပြူကောင်တွေရှင်းလင်းရေးလှုပ်ဆောင်နိုင်ငံချင်းဖြစ်ပါလေဒါကရှည်ပြေနမိတ်လက္ခဏာတွေဖြစ်တဲ့အကြောင်းကိုအကြောင်းဖက်စစ်ခွေးတက်ဘောလို့ special ရဲ့ special guide special ငုံနေတဲ့ကောင်တွေနဲ့တောက်တိုင်အတွက်ကိုမိသားစုမျက်နှာမှာမထောက် ကိုတပိုးလေးကိုခြေပြီးတော့လောက်ကန်စားတော့တောင်းရန်ငွေညစ်ပြိနှိမ်နေတဲ့ကောင်တွေဟာတစ်ချိန်မှာအခုလိုဖြစ်ရမျိုးနဲ့တေချာပေါ့ကြုံတွေ့ရမှာဖြစ်တဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပါစေ။နောက်လာတဲ့ဗီဒီယိုကိုဒီတက်ပေါ်ကောင်းအောင်ကျွန်တော်အမြဲတမ်းစ조사ပေးပါမယ်။လည်းနဲ့ဘေးစပေးကဖေးကြောင်းနေလဲကျွန်တော်နိုင်ငံတွေ့မှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါစေအောင်လေးလေးနဲ့စတောင်းချင်းနဲ့ကျွန်တော်ရဲဝရှင်းလေးပါ။